်ဘောလုံးဆိုတာကမ္ဘာလူကြိုက်အများဆုံးအားကစားတစ်ခုဖြစ်တယ်လို့ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အနေနဲ့2025ခုနှစ်အတွက်ကမ္ဘာဘောလုံးလောကရဲ့ငွေကြေးအကြီးမားဆုံးနဲ့တနည်းတော်ဝင်ငွေအကောင်းဆုံးဘောလုံးအသစ်ဆယ်တရအကြောင်းကိုနံပါတ်10အနေနံပါတ်1အထိအစိလိုက်ဖော်ပြပေးသွားဖြစ်ပါတယ်ဒီတော့ဘယ်သေးကငွေကြေးပြည်ဖြစ်နေသလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင် ွင်ချက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ DCA ဟာ2020ခုနှစ်မှာ2024ခုနှစ်အတွင်းဘောလုံးအသေးတွေရဲ့တနှစ်တာဝင်ငွေအပေါ်မူတည်ပြီးတွက်ချက်ထားတာမို့လို့အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ကဲဒီတော့ကျွန်တော်တို့နံပါတ်10အနီးစလိုက်ရအောင်။နံပါတ်10ချက်စီလန်ဒန်ချီဆိုင်ချက်စီအသင်းဟာပရီးမီးယားလိရဲ့ထိတ်တန့်အသင်းစသင်းဖြစ်ပြီးအသင်းလာအရငွေကြေးအင်အားတောက်တင်တဲ့ဘောလုံးအသင်းတစ်သင်းလည်းဖြစ်ပါတယ်။ နှစ်စည်ဝင်ငွေအနေနဲ့ခန့်မှန်းကြည့် US ဒေါ်လာ940နဲ့5တန်းအထိရရှိလာတာဖြစ်ပါတယ်။နံပါတ်9တော်တန်ဟော့စပါစပါတဲ့ဟာ သူတို့ရဲ့ခင်မိတဲ့အာကစားကွင်းတွေကြီးကြောင့်ဝင်ငွေတည်တည်တသာတိုးတက်လာခဲ့ပြီးစီးပွားရေးအရလည်းအောင်မြင်နေတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။နှစ်စည်ဝင်ငွေအနေနဲ့ခန့်မှန်းကြည့် US ဒေါ်လာ630နဲ့5တန်းအထိရရှိထားတာလည်းဖြစ်ပါတယ်။နံပါတ် လီဗာပူး FC မကြသေးခင်ကချန်ပီယံလိနဲ့ပရီးမီးယားလိဖလားတွေကိုစော့ခုခဲ့တဲ့လီဗာပူးအသင်းဟာငွေကြေးအရလည်းအလွန်ခိုင်ပါတဲ့ဘောလုံးအသင်းတစ်သင်းဖြစ်ပါတယ်။နှစ်စဲဝင်ငွေအနေနဲ့ခန့်မှန်းခြေ US ဒေါ်လာ914သန်းအထိရရှိနေတာလည်းဖြစ်ပါတယ်။နံပါတ်9 Arsenal လန်ဒန်အခြေဆိုင် Arsenal အသင်းဟာမကြသေးခင်နှစ်တွေအတွင်း စီးပွားရေးအရာအရှိဟုတ်ကောက်ကောင်းတဲ့တိုးတက်လာခဲ့တဲ့ဘောလုံးအသင်းတသင်းလည်းရှိပါတယ်။နှစ်စက်ဝင်ငွေအနေနဲ့ခန့်မှန်းကြည့် US ဒေါ်လာ936တန်းအထိရရှိနေတဲ့အသင်းတသင်းလည်းဖြစ်ပါတယ်။နံပါတ်6 FC Barcelona La Liga ရဲ့ AG Club Barcelona ဟာသူတို့ရဲ့ကမ္ဘာကျော်ကစားသမားတွေအားကစားကွင်းဝင်ငွေတွေနဲ့ကမ္ဘာလုံးဆိုင်ရာပရိသတ်အင်အားတွေကြောင့်အလွန်ချမ်းသာကြွယ်ဝပါတယ်။ပြီးကြတဲ့နှစ်တွေအတွင်းငွေကြေးပြဿနာအနှဲငယ်ရှိတော့လဲ သူတို့အသေးရဲ့20ဝင်းငွေတွေကြောင့်ဒီစီးရေးမှာပါလာခဲ့တာ ဖြစ်ပါတယ်။သူတို့အသေးရဲ့20ဝင်းငွေအနေနဲ့ခန့်မှန်းခြေ US ဒေါ်လာ960တန်းအထိရရှိနေတာလည်းဖြစ်ပါတယ်။နံပါတ်5 FC Bayern Munich ဂျာမန်ဘော်ဒက်စ်လီဂါရဲ့ဘယင်း FC Bayern Munich ဟာအမြဲတမ်းငွေကြေးအရခိုင်မာတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။သူတို့ရဲ့စီးပွားရေး model ဟာစနစ်တကျရှိပြီး ဝင်ငွေကောက်ကောက်ရရှိတဲ့ဘောလုံးအသင်းတစ်သေးလည်းဖြစ်ပါတယ်။သူတို့အသေးရဲ့နှစ်စေဝင်ငွေအနေနဲ့ခံမှန်းကြီး US ဒေါ်လာ965အတန်အထိရရှိနေတာလည်းဖြစ်ပါတယ်။နံပါတ်၄ Manchester United ပရီးမီးယားလိရဲ့အကြီးအကျယ်ဆုံးအသင်းတစ်သေးဖြစ်တဲ့ Manchester United အသင်းဟာနှစ်ပေါင်များစွာကမ္ဘာအချမ်းအသာဆုံးအသင်းစီးရေးမှာထိတ်ဆုံးမှာအမြဲယက်တည်နေခဲ့ရပါတယ်။နှစ်စေဝင်ငွေအနေနဲ့ခံမှန်းကြီး US ဒေါ်လာ 980အတန်းအထိရရှိနေတာလည်းဖြစ်ပါတယ်။နံပါတ်3 Parisian Germain ပြည်ထောင်ကလပီအေဂျီအသင်းဟာကာတာပိုင်ရှီရီရဲ့ကြီးမားတဲ့ယင်းနီးမြောက်နှံမှုတွေကြောင့်ကမ္ဘာအချမ်းသာဆုံးအသင်းတွေထဲမှာပါဝင်လာပါတယ်။ကမ္ဘာကျော်ဘောလုံးသမားတွေကြောင့်ဝင်ငွေတွေလည်းအများပြားရရှိနေတဲ့အသင်းတွေလည်းဖြစ်ပါတယ်။နှစ်ဆယ်ဝင်ငွေအနေနဲ့ခန့်မှန်းကြေး US ဒေါ်လာ၈၅သန်းအထိရရှိနေတာလည်းဖြစ်ပါတယ်။နံပါတ်2 Manchester City ရေနံတတိတွေရဲ့ပိုင်ဆိုင်မှုအောက်မှာ Manchester City သင်းဟာကမ္ဘာအချမ်းသာဆုံးအသင်းတွေထဲကအသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။နှစ်ဆယ်ဝန်းကျင်အနေနဲ့ခန့်မှန်းခြေ US ဒေါ်လာ638တန်းအထိရရှိနေတဲ့ဘောလုံးအသင်းတစ်သင်းလည်းဖြစ်ပါတယ်။ Number 1 Real Madrid Number 1နေရာနဲ့ထိတ်ဆုံးနေရာမှာရှိနေတဲ့ဘောလုံးအသင်းကတော့ Real Madrid အသင်းပဲဖြစ်ပါတယ်။တော်ဝေကလပ်လို့တည်စားခေါ်ဝေါ်ကြတဲ့ Real Madrid အသင်းဟာ အစီလာရရောငွေကြေးအရပါကမ္ဘာအချမ်းသာဆုံးဘောလုံးအသင်းသစ်အဖြစ်ယက်တီထားနိုင်ခဲ့ပါတယ်။သူတို့ဟာဘီလီယံဒေါ်လာဝန်ငွေ ရှိတဲ့ကမ္ဘာပထမဆုံးဘောလုံးအသင်းသစ်လည်းဖြစ်လာခဲ့ပါတယ်။နှစ်ဆယ်ဝန်ငွေအနေနဲ့ခန့်မှန်းချက် US ဒေါ်လာ1.29ဘီလီယံထိရရှိထားတဲ့ဘောလုံးအသင်းသစ်လည်းဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်တို့ကမ္ဘာအချမ်းသာဆုံးဘောလုံးအသေးအဆက်သေးရဲ့ကျွန်တော်တို့နှစ်ဆယ်ဝန်းကျင်နဲ့ဘယ်သေးကဘယ်အဆင့်မှာရှိတယ်ဆိုတာကိုသိရှိသွားပြီလို့ထင်ပါတယ် ဒီသေးတွေဟာဘော်လုံးအရာရောစီးပွားရေးအရာပါကမ္ဘာဘော်လုံးလောကကြီးတစ်ခုလုံးကိုလွှမ်းမိုးထားတဲ့အသေးတွေလည်းဖြစ်ပါတယ်ဘော်လုံးဆိုတာအကစားတက်တက်တစ်ခုမဟုတ်ပဲကြီးမားတဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုဆိုတာကိုဒီကိစ္စတိုင်းတွေကတက်သိပြနေပါတယ်နောက်ထပ်ကျွန်တော်တို့အဲဘော်လုံးနဲ့ပတ်သက်တဲ့ဘယ်လိုမျိုးဗီဒီယိုကွန်တက်လေးတွေကိုကြည့်ရှည်သလဲဆိုတာကိုကျွန်တော်ရဲ့ comment အောက်မှာရေးခဲ့လို့ရပါတယ်နောက်ပြီးကျွန်တော်ရဲ့ Service Star Sport Facebook page နဲ့ YouTube channel လေးကို like နဲ့ subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့ ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်